ခင်မေဖရီဂိတ်စစ်သည်မောင်များ အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာ အချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်နိုင်ငံတကာရေးတဲ့အတိုင်းဝိုင်းကြမှာပြောစမှတ်တွင်နေတဲ့စကားတစ်ခုရှိပါတယ် အဲ့ဒါကတော့ Kimmy Freegate စစ်တင်ပေါ် Modern Freegate အ ਨੇ စုံတစ်စီးနှစ်စီးရှိမှသာလျှင်အဲ့ဒီရေတဟာလူရဝင်ပြီးတော့လူရှိန်နဲ့ရေတက်မတော်တစ်ခုဖြစ်သတ်မှတ်ခံရတယ်ဆိုတဲ့အချက်ပါပဲ Freegate စစ်တင်ပေါ်တွေဟာ Blue Water Navy ပင်လယ်ပြားရေတက်တစ်ခုဖြစ်လာဖို့အတွက်လိုအပ်တဲ့အရေးအကြီးဆုံးအင်္ဂရက်တွေတဲကတစ်ခုဖြစ်ပါတယ်ပင်လယ်ပြားရေတက်ဆိုတာကတော့သမုတ်တရားတွေတခြားစစ်စင်ရေးတွေဖြတ်ကျက်နိုင်တဲ့ရေတက်မျိုးကိုဆိုလိုတာပါနိုင်ငံတကာရေတပ်အတိုင်းဝိုင်းကရေတပ်မတော်တွေကို သူတို့ရဲ့စစ်စင်ရေးစွမ်းဆောင်ရည်နဲ့လှုပ်ရှားနိုင်တဲ့ရည်ပြင်အလိုက်အ धिक အားဖြင့်၃မျိုးခွဲခြားသတ်မှတ်လေ့ရှိပါတယ်။နံပါတ်၁ကတော့ brown water နေပြီးကန်နီရည်တက်ဖြစ်ပါတယ်။မိမိကံရိုးတဲ့တခြားမှာသာဖြန့်ကျက်လှုပ်ရှားနိုင်တဲ့ရည်တက်မျိုးဖြစ်ပါတယ်။ free gate လို့စစ်သမောကြီးတွေမပါဝင်ပဲများသောအားဖြင့်ကန်ယိုတန်းဆောင်စီရင်များ petrol vessel သာရှိပါတယ်။နံပါတ်2ကတော့ green water နေပြီးကမ်းလွန်ရေတပ်ဖြစ်ပါတယ်။ နိုင်ငံရဲ့ကမ်းလွန်ရည်ပြင်နဲ့အနီးပတ်ဝန်းကျင်ကပင်လယ်ရည်ပြင်တွေမှာဖြန့်ကျက်လှုပ်ရှားနိုင်တဲ့ရည်တံမျိုးဖြစ်ပါတယ်။ Free Gate စစ်သည်မော်ရီအပါအဝင် အလဲအလက်တန်းစာစစ်ရင်တွေပါဝင်ဖွဲ့စည်းထားပါတယ်။နံပါတ်3ကတော့ Blue Water နေပြီးပင်လယ်ပြားရည်တပ်ဖြစ်ပါတယ်။သမုတ်တရားကြီးတွေ ရေပြင်ကျဲတွေမှာပါစစ်စင်ရည်တွေဖျက်ချက်လှုပ်ရှားနိုင်တဲ့ကမ္ဘာအဆင့်မီရေတံမျိုးဖြစ်ပါတယ်။ဖရီဂိတ်စစ်သင်္ဘောတွေအပြင်ပိုမိုကြီးမားတဲ့စွန်းဆောင်ရည်မြစ်သင်္ဘောတွေဖြစ်တဲ့ဖျက်သင်္ဘော Destroyer ခရူဇာစစ်သည်မော်ခရူဇာရဟရတင်သည်မော် amphibious assortship လေယာဉ်တင်သည်မော် aircraft carrier စသဖြင့်အပြည့်အစုံပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ် frigate စစ်သည်မော်ဆိုတာဘာလဲကမ္ဘာတဝန်းမှာရေတပ်ဖွဲ့နေဗီတွေရှိတဲ့နိုင်ငံပေါင်းများစွာရှိပြီးတော့အဲ့ဒီအထက်ကမှအနည်းဆုံးနိုင်ငံ90ခန်းမှာ frigate စစ်သည်မော်တွေရှိနေတယ်လို့ခန့်မှန်းရပါတယ် Nation Master website ရဲ့အဆိုအရကဘာတဝမ်းမှာ free gate အမျိုးအစားစစ်သင်္ဘော450နီးပါးရှိနေတယ်လို့သိရပါဗျ။ free gate စစ်သင်္ဘောတွေရဲ့တမိုင်းကြောင်းနဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလေ့လာကြည့်ရအောင်ပါ။၁၉ရာစုအစောပိုင်းကာလတွေမှာစတင်သတ်မှတ်အသုံးပြုခဲ့ကြတယ်လို့သိရပါဗျ။ ဒုတိယကမ္ဘာစစ်ခေတ်တွင်မှဗြိတိရှတော်ဝင်ရေတပ်ကပင်လယ်သမုဒ္ဒရာတွေအတွင်းဖြန့်ကျက်လှုပ်ရှားနိုင်တဲ့အဆောင်လိုက်စစ်တင်မော် Destroyer Escort DE အမျိုးအစားကို Frigate စစ်တင်မော်လို့သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။အဲ့ဒီခေတ်က DE Frigate တွေဟာတန်ချိန်1500ကနေ2400ကျော်အထိရှိခဲ့ပါတယ်။ရေအုပ်စု Convoy တွေကိုရန်သူရင်ကုန်တင်မော်တွေနဲ့မြန်နှုံးမြင့်တော်ပြီးတော့ရင်ရင်တွေရဲ့ရန်ကနေကာကွယ်ပေးဖို့ဖြစ်ပါတယ်။ မြမရေတမ်းမှာလည်းလွတ်လပ်ရေးမရမီအချိန်တုန်းကဗြိတိရှားတွေပေးခဲ့တဲ့မေယူတင်မောဟာ River Atansa Freegate စစ်တင်မောဖြစ်ပြီးဝန်ပြည့်တန်ချိန်2205တန်ရှိရလို့သိရပါဗျ။ Freegate များရဲ့ခေတ်အလိုက်ပြောင်းလဲမှုကိုဆက်ပြီးတော့ကြည့်ရအောင်ပါ။20ရာစုနောင်ပိုင်း frigate တွေဟာအရွယ်အစားပုံမှုကြီးမားလာပြီးတန်ချိန်3500ကနေ6000နီးပါးအထိရှိလာကြပါတယ်။သူတို့ရဲ့တာဝန်တွေကလည်းပုံမှုစုံလင်လာပါတယ်။ခင်မီရေဒါစနစ်တွေ ရေပြင်ကဝေဟင်ပြက်လေချောင်းရံကာကွယ်ရေးပဲ့ထိန်တုံကြီးတွေရေပြင်ကရေပြင်ပြက်ပဲ့ထိန်တုံကြီးတွေရေအောင်စစ်စင်ရင်လက်နက်စနစ်တွေတက်ဆင်ထားပါတယ်ရေငုတ်တင်မော်တိုက်ထည့်ရေးရဟတ်ရင်တစည်းဒါမှမဟုတ်နှစ်စည်းအထိတင်ဆောင်ထားနိုင်ပါတယ်27ရာစုရဲ့ free gate အရွယ်အစားဟာအစမတန်ကြီးမားလာပြီးတန်ချိန်6000ကနေ9000နီးပါးအထိရှိလာကြပါတယ်။ဒီရွယ်အစားဟာပုံမှန်အားဖြင့်ဖြတ်တင်မော် destroyer လို့သတ်မှတ်လို့ရတဲ့အတိုင်းတာတောင်ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတာဟာနိုင်ငံရေးတန်တမာရေးအကြောင်းတွေကြောင့်ဖြစ်နိုင်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်။နိုင်ငံတကာသတ်မှတ်ချက်တွေအရ free gate ဟာဖျက်သိမ်းမော့ထက်အရွယ်အစားပိုသေးတယ်လို့သတ်မှတ်ထားခြင်းကြောင့်ဖြစ်ပါတယ်။နိုင်ငံတကာရေတပ်သင်္ဘောအတန်းအစားခွဲခြားမှုကမ္ဘာရေတပ်မတော်တွေဟာသင်္ဘောတွေကိုသူတို့ရဲ့ဝန်ပြည့်တန်ချိန် full load displacement နဲ့စစ်စင်တောင်းဝန် row အပေါ်မူတည်ပြီးတော့ရေဘူးရအဖြစ်အတန်းအစားတွေခွဲခြားသတ်မှတ်လေ့ရှိကြပါတယ်။ ပထမဆုံးနဲ့အရွယ်အစားအသေးဆုံးဖြစ်တဲ့အတန်းအစားကတော့စည်ရည်ရင်ငယ်ကော့ဗတ်တွေပါသူတို့ရဲ့ဝန်ပြည့်တန်ချိန်ဟာပုံမှန်အားဖြင့်တန်ချိန်1500ကနေ3000အောက်မှာရှိပြီးကံရိုးတဲ့ကာဝေးရင်နဲ့ကင်းလှည့်တာဝန်တွေကိုပဲအဓိကထမ်းဆောင်ပါတယ်။အဲ့ဒီနောက်မှာတင်မောအုပ်စုတွေရဲ့အဆောင်အဖြစ်အရေးပါတဲ့ free gate တွေရောက်လာပါတယ်။ ဖရီဂိတ်တွေဟာဝန်ပြည့်တန်ချိန်တန်ချိန်3000ကနေ9000ကျော်မှရှိပြီးတော့သူတို့ရဲ့အဓိကတာဝန်တွေကတော့ရေငုပ်တင်မောတိုက်ဖြတ်ရေး ASW နဲ့စစ်ရင်ရေးအုပ်စုကိုကာကွယ်ပေးရေးပဲဖြစ်ပါတယ်။ဖရီဂိတ်ထက်အရွယ်စားကြီးမားလာတဲ့တင်မောတွေကတော့ဖြတ်တင်မော destroyer တွေဖြစ်ပါတယ်။ ဖြတ်သင်းမောတွေဟာတန်ချိန်9000ကနေ1000ကျားမှရှိနိုင်ပြီးတော့သူတို့မှာပုံမကြီးမားတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေပါရှိတဲ့အတွက်ရေတပ်ဖွဲ့ကြီးရဲ့လေကြောင်းရဲကာဝေးရေး AAW နဲ့ဒုံးကြီးကာဝေးရေးလိုမျိုးအရေးကြီးတဲ့တာဝန်တွေကိုထမ်းဆောင်လေ့ရှိကြပါတယ်။နောက်ဆုံးအနေနဲ့ကတော့အရွယ်အစားအကြီးမားဆုံးမျက်နှာပြင်တိုက်ခိုက်ရေးသင်္ဘောတွေကတော့ Cruiser သင်္ဘောတွေပဲဖြစ်ပါတယ်။သူတို့ရဲ့တန်ချိန်ဟာတန်ချိန်တပေါင်းနဲ့အထက်မှာရှိပြီးရေတပ်ဖွဲ့ဝင် အများအပြားကိုထိမ့်ချုပ်ကုတ်ကဲနိုင်တဲ့စွမ်းရည်အပြင် ရေပြင်ကျဲစစ်စင်ရေးတွေမှာအင်အားပြနိုင်ဖို့အတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုတန်ဂျင်အင်လိုက်ခွဲခြားသတ်မှတ်မှုတွေဟာခင်မင်းဤပညာလေးကြောင့်တစ်ခါတည်းရမှာမပြတ်သားတော့ပါဘူး။ဥပမာအားဖြင့်တချို့နိုင်ငံတွေရဲ့ free gate တန်ချိန်ဟာတခြားနိုင်ငံတွေရဲ့ဖြတ်တင်မော်နဲ့အရွယ်အစားချင်းတူညီနေတာမျိုးတွေလည်းရှိပါတယ်။၂၁ရာစုရဲ့ထိတ်တန့် free gate စစ်တင်မော် type 26အတန်းစာ တိုက်20ဆက်အတန်းစာ free gate system ဟာ United Kingdom နဲ့ UK နိုင်ငံမှာ BAE system company ကနေဒီဇိုင်းထုတ်တိဆောက်တာဖြစ်ပါတယ်။သူ့ကိုမူလက Global Commercial GCS စီမံကိန်းအဖြစ်စတင်ခဲ့တာပါ။ British တုံးဝင်ရေတပ်ကဒီသင်္ဘောတွေကို City Class လို့သတ်မှတ်ပြီးစုစုပေါင်း၈စီးဝယ်ယူมาဖြစ်ပါတယ်။လက်ရှိခံမှန်းချက်အရပထမဆုံးသင်္ဘောကို2029ခုနှစ်ဒါမှမဟုတ်2028ခုနှစ်လောက်မှတက်တော်ဝင်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ အရွယ်အစားနဲ့စွမ်းဆောင်ရည်တိုက်26ရဲ့အထူးခြားဆုံးအချက်ကတော့သူ့ရဲ့အရွယ်အစားပဲဖြစ်ပါတယ်။ဝန်ပြစ်တန်ချိန်1800တန်အထိရှိပြီးတော့အဲ့ဒီအရွယ်အစားဟာနိုင်ငံတကာသတ်မှတ်ချက်အရဖြတ်တင်မော့အတန်းအစားနဲ့တောင်နှိစက်နေပါဗါတယ်။တင်မော့ကိုတဲ့အလျားဟာ460ပေ10လက်မှရှိပြီးရေတက်တာ159ဦးလိုက်ပါတာဝန်ထမ်းဆောင်နိုင်ပါတယ်။ သူ့ရဲ့မောင်းနှင်အားစနစ်ကလည်းအထူးကောင်းမွန်ပြီး Rolls-Royce Gestar ပိုင်းကိုအဓိကအင်ဂျင်အဖြစ်အသုံးပြုထားတဲ့အပြင်အရန်အင်ဂျင်6လုံးပါဝင်ပါတယ်။ဒါကြောင့်တနအီကို မိုင်30အမြန်နှုန်းနဲ့မိုင်ပေါင်း8000ကျော်အထိမရက်မနာခုံမောင်းနိုင်ပါတယ်။အဓိကတာဝန်နဲ့လက်နက်စနစ်များ Type 26ကိုဘတ်ဆောင်သုံး Freegate အဖြစ်ဒီဇိုင်းထုတ်ထားပေမဲ့သူ့ရဲ့အဓိကတာဝန်ကတော့ရေငုပ်သင်္ဘောတိုက်ဖြတ်ရေး ASW ပဲဖြစ်ပါတယ်။ တက်ဆင်ထားတဲ့လက်နက်စနစ်တွေကတော့ငါးလက်မအမြောက်တစ်လက်စစ်အမြောက်နှစ်လက်အနီးကပ်ချေမုံရဲ့လက်နက်စနစ်နှစ်ခုနဲ့စစ်တပ်နဲ့ကြီးလေးလက်တို့ဖြစ်ပါတယ်ဒုံးကြီးစနစ်တွေအတွက်လည်းအထက်တက်မဲ့ပြစ်ဒုံးပြစ်ပြော VLS 36ခုလေကြောင်းရကာကွယ်ရေးပဲ့ထိန်တုံး48စင်းနဲ့ရေပင်ချေမုံရေးဒုံး24စင်းတို့ပါဝင်ပါတယ်ရေအောက်စစ်စေးအတွက်တော့တော်ပီဒိုများရေအောက်ခွင်းဘုံများနဲ့ရေအောက်မိုင်းတွေကိုလည်းတက်ဆင်ထားပါဗျ ဒါအပြင်ရင်းငုပ်တင်မောတိုက်ဖြတ်ရေးရဟယင်နှစ်စင်းနဲ့ UAV drone တွေကိုလည်းတင်ဆောင်ထားနိုင်ပါတယ်။လေကြောင်းရန်တူတင်သတိပေးရေးရေဒါရေကြောင်းပြရေဒါနဲ့ရေအောက်ထောက်လှမ်းရေးဆိုနာစနစ်တွေစတဲ့ခင်မီထောက်လှမ်းရေးစနစ်တွေကိုလည်းတက်ဆင်ထားပါတယ်။ Type 20ဆက်ဟာကမ္ဘာတော်အမှာရေပန်းစားပြီး UK အပြင်အခြားနိုင်ငံတွေကလည်းဝယ်ယူဖို့ရွေးချယ်ထားကြပါတယ်။ဩစတြေးလျနိုင်ငံက၎င်းကို Hunter Class လို့သတ်မှတ်ပြီး6စီးတိဆောင်မှာဖြစ်ပါတယ်။ ကနေဒါကလည်း15စီးအထိဝယ်ယူဖို့ရွေးချယ်ထားပြီးမကြသေးမီကမှနော်ဝေးနိုင်ငံကလည်း9စီးကနေ10စီးအထိဝယ်ယူသွားမယ်လို့ကြေညာခဲ့ပါတယ်။လနဲ့မတက်ဆင်ရသေးတဲ့ Type 26ဒစ်ကြီးရဲ့အခြေခံဈေးနှုန်းဟာ Radar Snit တွေအပါအဝင်ဒေါ်လာ1.2ဘီလီယံကနေ1.5ဘီလီယံအထိကုန်ကျတယ်လို့သိရပါဗျ။ အခုဆက်ပြီးတော့ free gate စစ်သည်မော်တွေထဲမှာမှဥရောပနိုင်ငံတွေရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့မွေးဖွားလာပြီး American ရေတပ်အထိပါလွှမ်းမိုးခဲ့တဲ့ FIEMF free gate European Mardi Mission အတန်းစား free gate တွေအကြောင်းကိုရှင်းလင်းပြသစွာနဲ့စူးစီးတင်ပြပေးလိုက်ပါတယ်။ FIEMN Free Gate တွေဟာပြင်သစ်နဲ့အီတလီနိုင်ငံတွေရဲ့ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကနေပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံစလုံးဟာ NATO မဟာမိတ်အဖွဲ့ဝင်ဖြစ်ကြပြီး1990ပြည့်လွန်နှစ်များမှာဗတ်ဆောင်သုံး frigate အသစ်တမျိုးတည်ဆောက်ဖို့စီမံကိန်းချခဲ့ကြတာပါ။ပြင်သစ်ရဲ့ Naval Group နဲ့အီတလီရဲ့ Francantieri ကုမ္ပဏီကြီးတို့ပူးပေါင်းတည်ဆောက်ကြပါတယ်။2009ခုနှစ်မှာစတင်တည်ဆောက်ပြီး2012ခုနှစ်မှာပထမဆုံးသင်္ဘောတက်တော်ဝင်ခဲ့ပါတယ်။လက်ရှိမှာပြင်သစ်မှာ၈စီးနဲ့အီတလီမှာ၁၂စီးအသုံးပြုနေပြီးမော်ရိုကိုမှာ၃စီးနဲ့အီဂျစ်မှာ၅စီးတို့ကိုရောင်းချတွဲပြောင်းပေးခဲ့ပါတယ်။ အခုနောက်ဆုံးမှာအင်ဒိုနီးရှားရေတဲ့အတွက်6စီးမှာယူထားပြီးဖြစ်တယ်လို့သိရပါဗျ။ဝန်ကြီးတန်ချိန်6000ကနေ6600တန်အထိရှိပြီးကိုတဲ့အလျာ465ဘီကနေ485ဘီအထိရှိပါတယ်။အဓိက အင်ဂျင်ကြီးတစ်ခုအပါအဝင်အင်ဂျင်9လုံးတက်ဆင်ထားတဲ့အတွက်တနာရီကို30မိုင်ကနေ35မိုင်ကျော်အထိအမြန်နှုန်းနဲ့မိုင်ပေါင်း6900ကနေ8000အထိခုံမောင်းနိုင်ပါတယ်။ ရေတပ်သား145ဦးကနေ205ဦးထိလိုက်ပါတောင်းဝန်ထမ်းဆောင်ရပါတယ်။လက်နက်စနစ်တွေကတော့ဒုံးပစ်ပြွန် VLS 16ခုကနေ32ခုရေပြင်ကနေဝင်ဟင်ပစ်ပဲ့ထိန်ဒုံး16ဆင့်ရေပြင်ကနေမြေပြင်ပစ် Cruise ဒုံးကြီး12ဆင့်86မမဆက်အမြောက်ကြီးတလက်ကနေ2လက်သို့မဟုတ်9လက်မအမြောက်တလက်နဲ့20မမဒါမှမဟုတ်25မမဆက်အမြောက်2လက်ကနေ3လက် တော်ပီဒိုများရေအောက်ခွင်ပုံးနဲ့ရေအောက်မိုင်းတွေပါဝင်ပါတယ်။လေကြောင်းရဲ့ကာဝယ်ရေးရေဒါ၊လေကြောင်းသွားလာရေးရေဒါ၊ရေအောက်ထောက်လှမ်းရေးဆိုနာစနစ်တွေတပ်ဆင်ထားပါတယ်။ရေဒါ၃ရဟတ်ရင်နှစ်စီးအထိတင်ဆောင်နိုင်ပါတယ်။လက်လက်မတက်စင်ရသေးတဲ့အခြေခံဈေးနှုန်း radar slit များအပါအဝင်ကဒေါ်လာတန်960ကျော်ဖြစ်ပါတယ်။ FIMN Constellation Class Frigate American ရေတပ်ရဲ့စီမံကိန်း အမေရိကန်ရေတပ် US Navy ဟာ2014ခုနှစ်မှာ၎င်းတို့ရဲ့နောက်ဆုံး frigate စစ်တမ်းမော်ဖြစ်တဲ့ FFG7 Oliver Hazard Perry အတန်းစားကို အနားပေးခဲ့ပြီးတဲ့နောက်ဆယ်စုနှစ်ပေါင်းများစွာကြာအောင် frigate စစ်တမ်းမော်မရှိခဲ့ပါဘူး။ဒါကြောင့်2018ခုနှစ်မှာ frigate အသစ်တွေတိစောက်ဖို့စီမံကိန်းစတင်ခဲ့ပါတယ်။ 2020ပြည်နှစ်မှာအီတလီရဲ့ Frankentari Marine Company ကြီးကတည်ဆောက်တဲ့ FIEMF Frigate design ကိုအခြေခံပြီး FFG62 Constellation အတန်းစာပဲထိန်တုံးကြီးတင် Frigate တွေကိုတည်ဆောက်ဖို့ရွေးချယ်ခဲ့ပါတယ်။စုစုပေါင်းအစီး20ကနဦးတည်ဆောက်ထားဖို့စီစဉ်ထားပါတယ်။ ထမအဦးဆုံးသင်္ဘောကို2022ခုနှစ်မှာစတင်ခဲ့ပေမဲ့ဒီဇိုင်းနဲ့လက်နက်စနစ်တွေအပြီးသက်မဆုံးဖြတ်နိုင်ခဲ့သေးတဲ့အတွက်2029ခုနှစ်လောက်မှအပြီးသက်တက်တော်ဝင်နိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။ FFG62 ဟာမူရင်း FIEMM ဒီဇိုင်းထက်ပိုကြီးပြီးဝန်ပြည့်တန်ချိန်8400တန်ကိုတဲ့အလျား496ပဲရှိပါတယ်။ General Electric GE ကထုတ်လုပ်တဲ့ gas turbine engine တစ်ခုနဲ့အရန် engine 6ခုပါရှိပြီးတနအီမိုင်30အမြန်နှုန်းနဲ့မိုင်ပေါင်း6900ကျော်ကိုခုန်မောင်းနိုင်ပါတယ်။လက်နက်စနစ်ခန့်မှန်းချက်ကတော့50ခွန်မမအမြောက်တက်လက်စစ်အမြောက်နဲ့စစ်လက်နက်ကြီး၄လက်ကနေ6လက်အထိ MK41 အမျိုးအစားဒုံးပစ်ပြွန် VLS 32ခု၄ကာပဲ့ထိန်ဒုံးကြီး32စင်းသို့မဟုတ်128စင်း ရေပြင်ပြင့်မှတ်ချိန်မုံရီပဲထိန်တုံးကြီး16ဆင် Rim 116အနီးကပ်ချိန်မုံရီလက်နက်စနစ် CIWS တစ်ခုကလည်းနှစ်ခု ရေအောက်ခွင်မုံနဲ့တော်ပီဒိုတွေပါဝင်ပါတယ်ရေတပ်3ရဟတ်ယာဉ်တစ်စင်းနဲ့ UAV drone တစ်စီးကိုတင်ဆောင်နိုင်မှာဖြစ်ပါတယ် Radar စနစ်မှာဆိုရင် Aegis Radar စနစ်ကဲ့သို့သောကြိုတင်သတိပေးရင်နဲ့လေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေ Spices အမျိုးအစားလေကြောင်းရဲ့ကာကွယ်ရေးသတိပေး Radar စနစ်တွေတက်ဆင်ထားပါတယ် DSPS 73အမျိုးအစားမျိုးဆက်သစ်ရေပြင်ပြတ်မှတ်ရှာဖွေရေးရတာနဲ့ရေအောက်ထောက်လန်ရေးဆိုနာစနစ်တွေတက်ဆင်ထားမှာဖြစ်ပါတယ်။ FFG 62တစည်းရဲ့တန်ဖိုးဟာဒေါ်လာတန်850ကနေတန်950အကြာဖြစ်မယ်လို့ခန့်မှန်းရပြီးတော့ပထမအဦးဆုံးသင်းမော့ကတော့ဒေါ်လာ1.2ဘီလီယံအထိကုန်ကျနိုင်တယ်လို့ပြောဆိုနေကြပါတယ်။ Mogami Class အတန်းအစား Freegate စစ်သင်းမော့ မိုဂမီကလပ်စ်ဖရီဂိတ်ဒီဟာဂျပန်နိုင်ငံရဲ့မီဆူဘီရှိအကြီးစားဆက်မှုလုပ်ငန်းကုမ္ပဏီနဲ့မီဇူအီအင်ဂျင်နီယာရင်းနဲ့တင်မော့တီဆောင်ရေးလုပ်ငန်းတို့ပူးပေါင်းတည်ဆောက်ထားတဲ့ပယ်ထိန်တုံးကြီးတင်ဘက်ဆောင်သုံးဖရီဂိတ်စစ်တမော်တွေဖြစ်ပါတယ်။2015ခုနှစ်မှာစတင်ဒီဇိုင်းပုံစံထုတ်ခဲ့ပြီးတော့2018ခုနှစ်မှာဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက Mitsubishi ကိုအဓိကကွန်ထရိုက်တာ Mizuhi ကို Sub Contractor အဖြစ်ရွေးချယ်ခဲ့ပါတယ်။ 2019ခုနှစ်မှာတည်ဆောင်ရေးစတင်ခဲ့ပြီး ပထမအဦးဆုံးသင်္ဘောကို2022ခုနှစ်မှာစတင်တက်တော်ဝင်ခဲ့ပါတယ်။မူလကမိုဂါမီအတန်းအစား22စီးအထိစီစဉ်ထားခဲ့ပေမဲ့12စီးသာတည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။လက်ရှိမှာဂျပန်အစိုးရဟာပိုမိုအဆင့်မြင့်တဲ့ Improve Enhance Mogami Frigate 12စီးထပ်မံတည်ဆောက်ဖို့စီစဉ်နေပါတယ်။ ဝန်ပြည့်တန်ချိန်6200တန်တိရှိပြီးတော့ကိုရဲအလျာ465ပေ71လက်မအကျဲ55ပေ တလက်မရှိပါတယ် Rolls-Royce MD330 gas turbine engine အပြင်အရန် engine နှစ်ခုတက်ဆင်ထားပါဗျ။အမြန်နှုန်းတနာ35မိုင်နှုန်းအထိရှိပြီးမိုင်ပေါင်း8000နီးပါးမရက်မနာခုန်ပေါင်းနိုင်ပါတယ်။ရေတပ်သား60ဦးသာလိုက်ပါတာဝန်ထမ်းဆောင်ရပါတယ်။တက်ဆင်ထားတဲ့လက်နက်နဲ့စနစ်တွေကတော့၅လက်မအမြောက်တစ်လက်၊စစ်အမြောက်နှစ်လက် VLS 41အမျိုးအစားဒုံးပစ်ပျော်16ခုလေကာဒုံးကျင်16စင်သို့မဟုတ်64စင်ရေပြင်းချေမုံရေးဒုံး8စင်စီရန်အမျိုးအစားအနီးကပ်ချေမုံရေးလက်နက်စနစ်တော်ပီဒိုရေအောက်ခွင်းပုံရေအောက်မိုင်းတွေပါဝင်ပါတယ်။လေကြောင်းရဲ့ကာကွယ်ရေးကြိုတင်သတိပေးရေဒါစနစ် ရေပြင်းထောက်လှမ်းရေးရေဒါစနစ်ရေအောက်ထောက်လှမ်းရေးဆိုနာစနစ်များတက်ဆင်ထားပါတယ်။ နိုင်ငံတကာဝယ်ယူမှုနဲ့ကုန်ကြစည်ကိုကြည့်ရင်2025ခုနှစ်အလယ်ပိုင်းကာလမှာဩစတြေးလျရေတပ်က improve mogami free gate ဆက်တစည်းအထိဝယ်ယူသွားမယ်လို့ကြေညာခဲ့ပါတယ်။ဒီဆက်တစည်းအနက်၃စီးကိုဂျပန်နိုင်ငံမှာတိစောက်ပြီးကျန်၈စီးကိုတော့ဩစတြေးလျပြည်တွင်းမှာတိစောက်သွားမှာဖြစ်ပါတယ်။ NS Mogami Free Gate System တို့ဈေးရတန်ဖိုးဟာဒေါ်လာတန်980ကနေ930အထိရှိပါတယ်။ ဒီနေ့ခေတ် free gate system မော်ဒစီရဲ့ဆွမ်းဆောင်ရည်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း40ခန့်စစ်အေးခေတ်ကာလကသင်းမောတွေနဲ့နှိုင်းရှင်ရင်များစွာမြင်မာနေပါပြီ။တန်တမန်ရေးနဲ့နိုင်ငံရေးအရာဖြတ်သင်းမောလို့အမည်မတက်လို့တဲ့အခါ free gate လို့နာမည်တက်ပြီးတိဆောက်ခြင်းကလည်းဒီလိုအရွယ်စားကြီးမားရခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ကဘာပေါ်မှာထိတ်တိုက်ရင်ဆိုင်မှုတွေအရှိန်မြင့်လာတာနဲ့အမျှ free gate system တွေရဲ့အခန်းကဏ္ဍဟာလည်းတစ်နှစ်တခြားပို့ပြီးတော့အေးပါလာမှာပဲဖြစ်ပါရဲ့ရှင်။ အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသက်ချက်တွေကိုလည်း comment တွေကနေတစင်မျှဝေပေးခဲ့ကြပါအောင်နော်အခုလို့စိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့အတွက်သတင်းခစ် channel ကို like and subscribe လေးလုပ်ပြီးဘေးနားက notify bell လေးကိုလည်းနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်ကြည့်ရှုသူအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်